ီဗီဒီယိုလေးကိုလေဖတ်တီမနဲ့ဖရန့်ဖြစ်နေတဲ့လူလေးတွေလည်းတစ်ချက်လောက်ပြပေးဖို့ တောက်ဆုတ်ချင်ပါတယ်ဘာလို့လဲဆိုတော့ तू ကထုတ်လုတ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့တိစိစင်လို့ပါအခုကဘလို့ဖြစ်လဲဆိုတော့အမကဒီဖတ်တီမ9ရေကိုကြော်ကိုစပြီးတော့မှယူရောင်းတာတလမပြည့်သေးဘူးဒါပေမဲ့အမမှာဘူး400ကျော်ရောင်းအားရှိခဲ့ပြီပေါ့နော်လက်လီတော့အမလက်ကားမပေးနိုင်သေးဘူးလက်လီပဲရောင်းလာတော့ဘူး400ကျော်ရောင်းခဲ့ပြီးပြီအဲ့ဒီဘူး400ကျော်မှာဆိုလို့ရှိရင်အမပင်ရင်ကနေတိုက်ရိုက်မဝယ်ဖြစ်သေးဘူးဘာလို့လဲဆိုတော့စောက်ကတယ်ဆိုတဲ့တည်င်းတစ်ခုတည်းနဲ့အမမမှားပဲနဲ့ဒီရန်ကုန်ကနေပြီးတော့အဲအသင့်ရှိတဲ့နေရာကနေ အမဝယ်ဖြစ်တယ်တချို့ကကြတော့ရန်ကုန်ကတော့မဟုတ်ဘူးမန်လေးကတည်ပေါ့နော်ဈေးတွေကတော့တစ်မျိုးနဲ့တစ်မျိုးမတူဥမာရန်ကုန်ဆိုလို့ရှိရင်ကို့အိမ်တည်စိမ့်မပါသေးဘူးရန်ကုန်ထောက်ဆိုရင်တပူကို12500နဲ့အမတို့ယူရတယ်ယူပြီးတော့အိမ်ကိုတည်တဲ့ဈေးရှိတယ်ပြီးအမတို့တောင်းခွဲနဲ့ဒါပြန်ရောက်နေတည်သေးရှိမယ်ဈာထဲမှာဒယ်လီလောက်တဲ့စတေကဘာညာခွိကွားရဲ့ကုန်ကျစရိတ်ရှိတယ်အဲနောက်တစ်ခုကကြတော့မန်လေးမန်လေးဆိုလို့ရှိရင်လည်းမန်လေးမှာဆိုလို့ရှိရင်12000နဲ့ဝယ်ရတယ်12000နဲ့ဝယ်ရပြီလို့ရှိရင်ရန်ကုန်မန်လေးတည်သေးရှိမယ်ပြီးရန်ကုန်ကားကိတ်က နေအိမ်ကိုတည်သေးရှိမယ်အဲ့ဒီဟာပြီးွားပြီဆိုခုနပြောသလိုပဲဒလီတွေပါညာကွိကွတွေရဲ့ကုန်ကြစိတ်တွေနဲ့ဆိုအမတို့တတောင်းခွဲရောင်းတယ်အဲ့ခါကျတော့ဒါအခုအမရောင်းတဲ့ပုံစံကိုပြပြတာเนาะအတော်အမကပင်းရင်ကိုတိုက်ရိုက်စိတ်တဲ့ချိန်မှာဟုတ်ပါတယ်ပင်းရင်မှာဆိုရင်တော့ဒါမန်ဖတ်ဒီမာတို့ရောင်းသလိုပဲတတောင်းပေါ့เนาะလက်လီတတောင်း လက်က6500ဒါပေမဲ့ ဘာဖြစ်လဲဆိုပစ္စည်းကစောက်ကတယ်ငွေကိုကြိုလွှဲထားရမယ်စောက်ကမှမှ10ရက်အနည်းဆုံးလို့ပြောထားတဲ့အတွက်ကြောင့်လို့10ရက်စောက်ကမယ်အငွေတော့ကြိုလွှဲရမယ်လို့ပုံစံမျိုးလေးနဲ့ဒါကပင်ရင်ကရောင်းတဲ့ပုံစံလေးအခုကဘာဖြစ်လဲဆိုတော့အမစီမှာအခုစဖြစ်လာတဲ့ပြဿနာကဝယ်တဲ့သူတော်တော်များများကတသောင်းမဟုတ်ဘူးလား တတောင်းမဟုတ်ဘူးလားဆိုတဲ့ပုံစံမျိုးလာကြတယ်။လာကြတဲ့အခါကျတော့ဒီတတောင်းမဟုတ်ဘူးလားဆိုတော့မဟုတ်ဘူးလို့ဖြေရှင်းရတာတမျိုး။ဘာဖြစ်လို့မဟုတ်တာလဲဆိုရှေ့မှာမပြောထားသလိုအမားတို့ဝယ်သေးကွာ12500ရန်မန်းလေး12500ဆိုရန်ကုန်အဲ့မှာတဲ့စိတ်တွေထောက်တဲ့ကုန်ကြစိတ်တွေရှိတယ်ကြာမတို့က12500 ထက်ပိုတဲ့ကုန်ကြစေးရှိတဲ့အတွက်တောင်းခွဲရောင်းတယ်ဟုတ်ပြီအဲ့ဒါဈေးတန်းကိုအမတေချာရှင်းပြပြီးပြီးနောက်တစ်ခါကျစောက်ရတဲ့ပြဿနာအမတို့မှာပစ္စည်းမရှိဘူးမရှိတော့အမတို့ကရတဲ့လူစီမှာဝယ်တယ်ပစ္စည်းစောက်ရမယ်ဆိုရင်ငွေကြေးလွှဲထားတယ်ဟုတ်ပြီအဲ့လိုပုံစံမျိုးနဲ့ဖြစ်နေအဲ့တော့ဝယ်သူကနောက်တစ်ယောက်ကကျတော့ဘယ်လိုဖြစ်လဲဆိုတော့ pre order ပေးထားတယ် pre order ပေးထားတဲ့2ယောက်3ယောက်လောက်ကအခုလာကန်ဆယ်တယ်ဘယ်လိုကန်ဆယ်လဲဆိုရင်မဖတ်ဒီမှာစီမှာတပူးကိုတပေါင်းနဲ့ရတယ်အိမ်ရောက်ငွေချေလဲရတယ်သူတို့စီမှာမှားလိုက်ပြီးအမတို့စီမှာမွဲလို့ဆိုတော့ပြောချင်တာအမတို့ကဈေးများနေတဲ့ တယ်လို့ပြီးရင်ပစ္စည်းလည်းအဆင်သင့်မရှိဘူးဆိုတော့ပုံစံမျိုးပေါ့နော်ဆိုတော့အမတို့အမြဲကြီးစားပြီးတော့ရောင်းတာလည်းမဟုတ်ဘူးအဲနောက်တစ်ခုကကြတော့ ပစ္စည်းတွေကိုရှိရတာနဲ့လေဟိုမရှိတဲ့ပုံစံနဲ့ဈေးကွက်ကိုကစားနေရလဲမဟုတ်ဘူးပေါ့နော်အဲ့တော့ဝယ်တဲ့သူတွေကိုလည်းအမတို့ပြောချင်တာအမတို့တကယ်ကိုအာဗတ်ဒီမပင်းရင်းမှာဝယ်လို့ရှိရင်ငွေကြိုလွှတ်ရတယ်ရက်စောက်ကြတယ်အခုဆိုမှငွေကြိုလွှတ်ထားတယ်မရသေးပါဆိုဆယ်ရက်မပြည့်သေးတဲ့အတွက်အဲ့လိုမျိုးလေးပေါ့ရှေ့မှာတော့ကလည်းပစ္စည်းမရတဲ့အတွက်ပစ္စည်းရှိတဲ့လူစီမှာဆို12000 12500နဲ့ဝယ်ရတာအဲ့ဒါလေးကိုပြောပြချင်တာ တော့ဝဲတဲ့သူတွေကိုအမကတော့ဒါအမတယောက်တည်းအနေနဲ့အမပြန်ပြောပြချင်တာကကြတော့အမတို့ကအမျက်ကြီးစားပြီးတော့မှပီးရင်းစင်းနဲ့အဆောက်ခွာထားတာမျိုးလည်းမဟုတ်ဘူးအဲပြီးတော့ပစ္စည်းကိုရှိရတာနဲ့မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ဟိုပါပေါ့နော်ဈေးကွက်ကစားတဲ့ marketing ပုံစံမျိုးနဲ့လုပ်နေရလည်းမဟုတ်တယ်လို့ပြီးရင်ပတ်စံကိုမရင်းချင်လို့မရင်းမဲနဲ့ pre-order ကောက်တာမျိုးလည်းမဟုတ်ဘူးဆိုတာလေးကိုလည်းပြောပြချင်တာပေါ့နော်အမတို့လက်ရှိဝယ်နေရတဲ့ပုံစံနဲ့တင်ရတဲ့ဈေးရိတ်တွေပြန်ရောင်းရတဲ့ပုံစံလေးကိုဒါလေးကိုပြောပြချင်တာပြီးတော့ pre-order ကို cancel တာအမကစိတ်မဆိုးဘူးနော်ဘာဖြစ်လို့လဲဆိုတော့အမတို့က parcel တွေတောင်ထုတ်ပြီးတော့ delivery လက်ထက်ရောက်သွားပြီး delivery ဆက်သွင်းမှတော့ cancel တဲ့ အထုပ်တွေဆိုတာမနေဘူးအများကြီးပဲရှိတယ်အဲတချို့ဆိုရင်ဖုန်းတွေဘယ်ဝမ်းမကင်တော့ဘူးတချို့ဆိုပြောင်းသွားလို့ဒီလေးကြာတာတွေလည်းပါတယ်ပေါ့ဒယ်လီတွေမှာလည်းဟိုဟာဖြစ်တယ်ပေါ့ဟိုလက်ထက်မှာကြာသွားအကြောင်းမျိုးမျိုးနဲ့ပေါ့နော် cancel ဖြစ်တဲ့ parcel တွေတော့ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ pre order ကို cancel တာကဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့လိုအမျက်ကြီးစားတယ်လို့လည်းမထင်သေးချင်ဘူးဈေးကွက်ကစားတယ်လို့လည်းမထင်သေးချင်ဘူးအရင်နှီးအဲမထုတ်ပဲနဲ့ pre order တွေကောက်နေတယ်လို့လည်းမထင်သေးချင်ဘူးအမကပစ္စည်းတစ်ခုရောင်းပြီဆိုရင် လက်ထဲမှာပစ္စည်းများများဆဆချပြပြီးတော့မှစိတ်တိုင်းကြရောင်းရှိမှရောင်းချင်တဲ့လူမျိုးဖြစ်တော့တဲ့ကြောင့်မလို့ဒါလေးကိုအမဒီဗီဒီယိုလေးနဲ့အရှင်းပြပေးတာပါဒါကိုယ်စီမှာဝယ်တဲ့သူတွေတော်တော်များများအောင်ပေါ့နော်အခုလက်ရှိမှာဖြစ်တဲ့ပြဿနာလေးနဲ့ပတ်သက်ပြီးတော့အာဒါကြောင့်မလို့မဖတ်ဒီမှာဒါထုတ်လုပ်တဲ့သူဖြစ်တော့တဲ့ကြောင့်သူ့ကိုလည်းအမငင်းစေချင်ပါတယ်ဘာလို့ဆိုရေရှည်ရက်တီဖို့အတွက်ဆိုရင်ဒါပြောင်းလဲသင့်တဲ့ຢာတွေလုတ်သင့်တဲ့ຢာတွေရှိကောင်းရှိလာနိုင်မှာဖြစ်တော့တဲ့ကြောင့်မလို့အပြောပြပေးတာပါရှင်လာမှလို့ရှင်လေတပူဘလောက်လဲဆိုအေးညီမလေးအမဆိုရင်ဒါအခုဆိုရင်နောက်၄ရက်ဆိုမှပစ္စည်းရတော့မယ်ပစ္စည်းရတော့မယ်ဆိုလို့ရှင်၄ရက်လောက်တော့ဆောက်က မယ်တကူတတော်ခွင့်တော့အရင်ရောက်ခဲ့တဲ့ပုံစံပေါ့နော်အဲ့လိုမျိုးပြောလဲရှင်ဟဲ့အမတတော်မဟုတ်ဘူးလားဆိုတော့ကိုကဈေးတွေအရင်တင်တာဒလိုလိုပစ္စည်းတွေပဲဟိုဘယ်လိုခေါ်မလဲတက်တက်ဟိုဘာတော့ဒီ marketing လှည့်ပြီးစော့နေဒလိုလိုကိုကိုဟာကိုခံစားရတာပါဒါသူများလည်းတော့မဆိုင်ပါဘူးဟုတ်ဘူးညီမလေးတတော်ကတော့ပြင်းရင်းမှဆိုတော့တတော်ဆိုတော့ ။တချို့ကတော့ pre order တင်နေဝယ်သွားတယ်လို့လည်းရှိတယ် pre order တင်နေလို့လည်းရှိတယ်။အခုကဘယ်လိုပြော pre order သမားတွေက cancel တယ်။အမအမစီမသားပစ္စည်းလည်းမရှိဘူးတထောင်ခွဲဖြစ်နေရကျွန်မတို့ပင်ရတိုင်ရမှလာပြီးတထောင်နဲ့လည်းရတယ်။ပစ္စည်းလည်းရှိတယ်ဆိုတော့စားသုံးသူဘက်ကကြည့်မှန်တယ်ဈေးလည်းတက်တာတယ်ပစ္စည်းလည်းဆင်းနေရှိတယ်။အမကြီးကဝယ်လေဒလိခအကုန်ပါပဲဟိုကဝယ်လေဒလိခအကုန်ပါပဲလေဒါပေမဲ့ဈေးတက်တာလေးလူစီပဲဝယ်မယ်လေပစ္စည်းစင်သေးရှိပြီးတော့မှချက်ချင်းစားရတဲ့လူမျိုးပေါ့နော်ဝယ်မှာပေါ့အမတို့လို3ရက်ဆောင်4ရက်ဆောင်5ရက်ဆောင် ဆိုတဲ့လူမျိုးတွေအတွက်ကြတော့ငါတို့ဆိုမဝယ်တော့အဲ့တော့ပစ္စည်းရှိအောင်ဘယ်လိုလုပ်ရလဲပစ္စည်းရှိအောင်မတို့လက်ရှာဝယ်လက်ရှာဝယ်တော့မန်လေးဆိုရင်1000တောင်လည်းရတယ်ညံကိုဆို1500တောင်ကလည်းရတယ်အဲ့ဒီမှာတဲ့စိတ်တွေထက်ရှိလာတယ်အဲ့လိုမျိုးပေါ့ဈေးတစ်ခုပစ္စည်းတစ်ခုကမရောက်မဲနဲ့မသိဘူးနော်ပစ္စည်းဈေးရောက်လာနဲ့မစားဘူးဈေးရောက်လာပြောချင်မဟုတ်အလုပ်တစ်ခုကမလုပ်ဖင်နဲ့မသိဘူးလုပ်ကြည့်မှအဲနောက်ဆက်တွဲကိစ္စလေးတွေဆိုတာပေါ်လာခဲ့ရပေါ့အဓိကအဲ့ကိစ္စကအဲ့လိုလိုဈေးကွာတဲ့ကိစ္စနဲ့အမတို့လက်ကားတိုင်းတွေမှာပစ္စည်းပြတ်တဲ့ကိစ္စလေးတွေနည်းနည်းလေးဖြစ်နေကြပါဘောနော်ဆိုတော့စားသုံးသူအနေနဲ့ကတော့မှန်ပါတယ်ဈေးလည်းတက်တာပြီးပစ္စည်းစင်စစ်ရှိတဲ့စီမှာဝယ်ကြမှာပဲအဲ့တော့ အမတို့ကပဲအကောင်းဆုံးဒီတစ်ခုကိုရှာကြံပြီးတော့ပါလုတ်ပါမှာပေါ့နော်အလုတ်ကတော့လုတ်တဲ့နေရာတိုင်းမှာတော့အထက်ခဲလေးတွေအကြောင်းရလေးတွေဆိုတော့ပေါ်လာစမြဲပဲပေါ့နော်အမတို့ကအတွေးထားတာငါအခုပြင်အရင်ခောက်တရားတော့ရှာဝယ်ရလို့ဈေးတွေများလို့ပေါ့နော်ကိုကကိုယ်စိတ်ကူးလေးနဲ့ကိုတွေးထားတာငါတော့ပင်ရရနေခုဆက်သွယ်ရပြီပင်ရနေလည်းငွေတွေလွှဲထားပြီးပြီပစ္စည်းရပြီဆိုလို့ကတော့ငါလည်းဒီဘလောက်တွေရောင်းလိုက်တော့မယ်လည်းလက်ကားဆိုရင်စက်ဘူးဆိုဘလို့ရောင်းမယ်အာစက်ဘူးတဖာ45ဘူးဆိုငါဘလို့ရောင်းမယ်ဆိုကိုယ်စိတ်ကူးလေးနေတော့ကိုယင်ထားတာပဲပေါ့ဒါပေမဲ့ပစ္စည်းအရင်းဆောင်မရတဲ့ပြဿနာထပ်ဖြစ်နေတဲ့ကိစ္စလေးတွေ ဒီလိုပါပဲရှင်အလုပ်လုပ်ရတာအလုပ်လေးခက်ခဲလေးတွေရှိတယ်နော်နောက်ကြတော့ဖတ်တီးမစီကနေပြီးတော့ငါးရင်ကိုကျော်ယူပြီးတော့လက်ကားရောင်းတဲ့အမတယောက်ရဲ့ရင်ဖွင့်စကားပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမဖတ်တီးမမြင်အောင်လို့ပြန်ပြီး share လုပ်ပေးကြပါအောင်ရှင်